ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရူရာဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့အင်္ဂါသားသမီးများချူတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းလေးဘုံမြမရူရာအထောက်အကူစာအုပ်မှာဟောကြားထားသောအင်္ဂါသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှ19ရက်နေ့အထိ15ရက်စာကျန်းပြူဟောစတန်ကိုပြည်ပြည်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတူးစေတနာတူးမြတ်သားဆိုသလို Subscribe လေးနေပြီးခဲ့ဘူးတောင်းဆို ပါရစေအစ်စ်တနိုင်းတရားအောင်လဲဘိနာအခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် အင်္ဂါသာသမိမြတွေ15ရက်စာဟောစတန်ဒီကလားအတွင်းမှာပေါ်ပေါက်လာသောအပြောင်းလဲသည့်အခြေအနေတင်များနှင့်ညှဉ်းညွတ်စွာအလုတ်ကိစ္စများဆောင်ရွက်၍အောင်မြင်တိုးတက်ခြင်းအဆင့်ဆင့်ဖြစ်ပေါ်မယ်မင်္ဂလာရှိသောစကားများပြောရမယ်ထူးခြားသောမင်္ဂလာပွဲများအလှူပွဲများကိုတက်ရောက်ရန်ဖိတ်ကြားခံရမယ်အိုအင်ကိစ္စနေရာထိုင်ခင်းကိစ္စများစကားပြောဆိုရမယ်စကားအောင်မြင်ပါလိမ့်မယ်ခိုင်းထက်ပိုး၍ပျော်ရွှင်စရာများရှိနေမယ်လူရုလူစင်မဟုတ်သောအလုတ်ကိစ္စများကိုဆောင်ရွက်ရလိမ့်မယ်ရွှေဝင်း င်မဲ့လောက်ဝေရတနာတိုးဝမယ်ငွေကြီးကိစ္စစကားပြောဆိုရမယ်စကားအောင်မြင်ပါလိမ့်မယ်ရောင်းလို့သောအင်္ဂါနံပစ္စည်းများကိုအလောတကြီးရောင်းချခြင်းမပြုလုပ်တင်ပါဘူးခိတရာဤဆိုင်ငံ့ပြီးမှရောင်းချပါအကျိုးမြတ်ရရှိပါလိမ့်မယ်ဂျာတာပရိနံပစ္စည်းဖြစ်သောမြေပင်စသည်တို့ကိုအဖို့နှုံချိုးသားစွာဝယ်ယူရရှိနိုင်လိမ့်မယ်ဝယ်ယူပါဤအပိုင်းကြော်သည်နှင့်တန်ကြီးတက်ခြင်းအယောင်ဝယ်ပွင့်၍အကျိုးမြတ်ကောင်းရရှိခြင်းတို့ကြုံရမယ်တောက်ကြနံစနေနံပစ္စည်းများဝယ်ယူမြုံနိုင်၍အရှုံးပေါ်တတ် တ်ပါတယ်။ယာယီခီးများမယ်။ဘာသာရေးဆိုင်ရာခီးဖျားဖို့ခီးစင်များတွားရမယ်။တမသူကကျောင်းဆောင်ဖျားတယ်ကိစ္စများတွင်ကိုယ်တိုင်ကိုယ်ကျပါဝင်ပတ်သက်ရခြင်းရှိမယ်။သူတော်ဘာအပေါ်မိကွားထားပြီးလုံသောကိစ္စများတွင်ထင်သလောက်အစင်မပြေပဲကိုယ်တိုင်ကိုယ်ကျစနစ်တကျလောက်ကင်ထားသောအကြောင်းအရာများမှအောင်မြင်ခြင်းတိုးတက်ခြင်းများအစဉ်စဉ်ဖြစ်ပေါ်မယ်။နိုဝင်ဘာလ23ရက်14ရက်18ရက်နေ့များတွင်အကျိုးအမြတ်များရရှိရမှာဟုတ်ပဲမလုတ်တဲ့မလုတ်အပ်၍လောက်ကင်သောတဘာဝဆောင်ယူ၍ရှေတို လောက်ကန်ဆောင်ရွက်သောကိစ္စများမှာကောင်းသောအကျိုးဆက်များရရှိမည်သူတစ်ပါးအတွက်ဂျာဝင်၍တာဝန်ယူအာမခံသောကိစ္စများတွင်ထွန်းထွန်းပေါက်ပေါက်လောက်ကန်နိုင်ခြင်းရှိမည်ဝန်လမ်းမရှိဟုထင်မှတ်ထားသောအနေအထားမှာမမျှော်လင့်မဲဝေဝင်ကိန်းကြုံရလိမ့်မည်နိုဝင်ဘာလ9ရက်8ရက်9ရက်10ရက်17ရက်15ရက်16ရက်18ရက်နေ့များတွင်စေတနာပေါ်တန်ဖိုးမထားအတိမတ်မပြုသည့်အပြင်ဝေဖန်ပြစ်တင်မှုများကြုံရမည်မောင်နှမသားချင်းများ၏ဒုက္ခပေးခြင်းကြုံရမည်အပေါင်းအသင်းမိတ်ဆွေရင်းများ၏ပြဿနာများ များကိုတိုင်းကံဖြည့်ရှင်ပေးရခြင်းကြောင့်ရတာပါတယ်။ကျောင်းမဝယ်မှဖြစ်တတ်တယ်။လူယုံဒုက္ခပေးမယ်။မွေရေးကြီးကိစ္စအတွေ့စကားပြောဆိုရခြင်းများရှိမယ်။နိုဝင်ဘာလ9ရက်6ရက်12ရက်13ရက်19ရက်နေ့များတွင်ရတန်ထားသောလုပ်ငန်းများအလိုလျောက်စတင်ရန်အခြေအနေဖြစ်ထွန်းလာလိမ့်မယ်။ညုံနေသောငွေများပြန်ပေါ်မယ်။မိသားစုတွင်အလုပ်စီးပွားအဥ္စာရေးအဖျားများတို့တိုးပွားတိုးတက်မယ်။ကျွေရွယ်သူများဖို့လူချစ်လူခင်ပေါ်ခြင်းမေတ္တာရေးကံကောင်းခြင်းများရှိပါလိမ့်မယ်။စီးပွားတဲ့အကျန်းစီအစ်စ်များကိုလက် တွေ့အကောင်တွေပေါ်ရန်အခါကောင်းကြရောက်ပါတယ်လူမျိုးကွဲလူမျိုးသားများနဲ့ဆက်ဆက်လောက်ကိုင်းသောလုပ်ငန်းများအကျိုးပေးမယ်အကျိုးပေးသောအရာအစိမ်းရောအဖြူရောအညိုးရောမိုးပြာရောနှုတ်နှင်းရောပန်းရောင်တို့သည်ဒီကာလအတွင်းကံမြင့်၍အကျိုးပေးသောအရာများဖြစ်ပါတယ်ကံကောင်းစေသောပန်းများမှာကြာပန်းပွင့်ရောင်စုံကန္နမာပန်းတစ်ခွာပန်းရောင်စုံနှင်းစီပန်းတစ္ဆပန်းတို့ကိုဖျားကတ်လို့ခြင်းဖြစ်စေအလဆန်ပန်းအိုးထိုး၍ဖြစ်စေကောင်းသောအကျိုးဖြစ်ထွန်းပါလိမ့်မယ်ဒီကာလအတွင်းတိရုပ်စကားပန်းဖျားမလို့ကောင်းမှာ အကျိုးပေးသောကဏ္ဍများမှာယခုကာလအတွင်းအင်္ကာနေ့မွေးသူအားလုံးတို့သည်အတိတ်နမိတ်ထူရွေသော၎င်းထူခြားသောနမိတ်ရွေထီချိုးသောအခါတွင်၎င်းညံခွင့်အုံးချွေထီထိုးပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာနှစ်လေးတစ်ခွန်းကဏ္ဍများဖြစ်ပါလေရေရေရစပယ်ပန်း35ပွင့်ကိုကျွေပကံများတစ်ချက်ပေါ်တွင်တင်၍ယုံကြည်ကိုကိုရဖရကတ်လိုပါစနေနေ့ညနေ3နာရီနောက်ပိုင်းတွင်ထန်းလျက်ဆက်တခဲကိုမပြောပဲပေါ်တွင်တင်၍ခွေလီခွေလွန်းတို့အားကျွေးမွေးလိုက်ပါအင်္ကာသာသမီများလ ုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများဖွမှုရရှိကြပါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။ ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများ အပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တိုင်းတိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်